ဝါစုသင်္ကန်းကတ်လှူတယ်ဆိုတော့အစင်လာတစ်ခုသစ္စာတရားသာသနာတော်တည်ထောင်ပြီးတော့သာသနာတော်ကိုထောက်ပံ့လှူဒန်းတဲ့သာသနာလောကအကုသကောင်းမှုတစ်ခုပဲသစ္စာတရားကလွန်ခဲ့တဲ့နှစ်ပေါင်း2500ကသာသနာမှာ ဖွဲ့စည်းတည်ထောင်တဲ့အခါရှင်ကုန်တညာကစပြီးတော့တန်ခါအဖွဲ့စည်းပေါ်လာပြီးတဲ့နောက်မြတ်စွာဘုရားကသာဝတ္တိရေနဲ့ပတ်သက်ပြီးတော့အစီလေးပါလို့ခေါ်တဲ့သာဝတ္တိရေနဲ့ပတ်သက်လာပြီးမြည်သူအပေါ်မှာတောင်းဝမတက်စီရန်ရှိတန်ကျက်ဖြင့်တန်ခါအဖွဲ့အစည်းဟာ independent သဘောမျိုးပေါ့လွတ်လွတ်လပ်လပ်ရပ်တည်နိုင်အောင်စီမံထားတဲ့သဘောရှိပါဘာဖြစ်လို့တော့ဆိုတော့သာသနာပေါင်းဝင်လာတယ်ဆိုတဲ့အခါမှာအိမ်မုတ်ကိစ္စစီဝါရေးကိစ္စတွေအားလုံးကို renounce လုပ်ခဲ့ဆွန့်လိုက်ရတာလို့မိသားစုဘဝလည်းဆွန့်လိုက်တယ်ပိုင်ဆိုင်မှုတွေအားလုံးလည်းဆွန့်လိုက်တယ် အဲ့ဒီဆုံးလမှုတွေလုပ်ပြီးတော့မှဘာမှမရှိတော့တဲ့အနေအထားတစ်ခုပေါ်မှာဥတည်ပြီးတော့တရားဓမ္မကိုရှာကြံကြအကျင့်ကြံကြအလုံးဆုံးလလိုက်တာကိုပဲသဂါရတမအနာခာရိယပပ္ပစံတိလို့စာပေကျမ်းကမှာဆိုတာအိမ်ကိုစွန့်တယ်ဆိုတာအိမ်ရဲ့စီးပွားရေးကိုစွန့်တယ် ဒီနောက်ဤကိစ္စတွေအားလုံးကိုမိသားစုတာဝန်ပါညာအကုန်လုံးရှိသမျှတွေကို renounce လုပ်လိုက်တယ်ဆိုတော့ကိုယ့်အတွက်ဒီစားစရာနေစရာဝတ်စရာမကြမ်းမာရင်ဆေးဝါးဆိုတဲ့ဘဝမှာအသက်ရှိမှုအတွက်ဒီချက်တွေကိုလည်းပဲဖြစ်တယ်လို့နေထိုင်မယ်ဆိုတဲ့စိတ်ဓာတ်တရားဓမ္မဥဒါကျင့်ကြံကြိုးကိုအားထုတ်မယ်ဆိုတဲ့စိတ်ဓာတ်နဲ့ renounce လုပ်ပြီးတော့ထွက်ကြတာ အဲ့ဒါကို house holders light ကနေပြီးတော့ houseless light လို့ဒီလိုပြန်ညတာပေါ့နော်သူ homeless ဆိုတာကြတော့ဟိုအရင်နဲ့ရောမှာဆိုလို့အိမ်ကြီးမရှိအိမ်မရှိရာမရှိဟိုနေကြရနေတဲ့ပုံကမျိုးအဖြစ်မျိုးမဟုတ်စေပဲနဲ့ပေါ့လေအိမ်ရဲ့စီးပွားတွေလုပ်ငန်းတွေကိုအကုန်စွန့်ပယ်ပြီးတော့တရားဓမ္မချင့်ကြံတဲ့အလုပ်တစ်ခုတည်းဟောတာလဲ မျက်နှံပြီးတော့လုတ်တယ်ဆိုရယ်သူတော်စင်ဘဝကူးပြောင်းတာအိန္ဒိယနိုင်ငံမှာထုံတန်းစင်လာကြီးတခုလို့ရှိပြီပေါ့အဲ့လိုရှိတဲ့အခါလူဆိုတာဘဝရတ္တိရဲ့အတွက်နံပါတ်1စားစရာရှိရမယ်နံပါတ်2ဝတ်စရာရှိရမယ်နံပါတ်3နေစရာရှိရမယ်နံပါတ်4ကမကျန်းမာလို့ရှိရင်ဆေးဝါးစွာရှိရအဲ့ဒီ၄ချက်ဟာလူတိုင်းအတွက်လိုအပ်ချက်ပဲ ဒါကိုပဲပစ္စည်းလေးပါသတုပစ္စယလို့ခေါ်ကြတယ်ပစ္စည်းဆိုတာပစ္စယဆိုတာအထောက်အကူအသက်ရှင်ဖို့အတွက်အထောက်အကူတွေကိုပစ္စယလို့ပြောတာပါထောက်အကူဖြစ်တဲ့အကြောင်းတရားတွေကိုပစ္စည်းလေးပါတကယ်တော့လူမှလည်းပစ္စည်းလေးပါပဲဘုန်းကြီးတွေမှလည်းပစ္စည်းလေးပါပဲသို့တော့ရှာကြံပုံရရှိပုံနေခြင်းမတူဘူးပေါ့စားစရာဆိုတော့လူတွေကကိုယ့်အကူ ဝဲချမ်းချက်ပြုတ်ပြီးတော့စားတော့တယ်ဒါကလူတွေရဲ့စားစားတဲ့ပုံစံတည်းရဟန္တာကြီးကြတော့ renounce လုပ်လိုက်ပြီဆိုတဲ့အခါမှာအဲ့ဒီလိုလုပ်လို့မရတော့လုပ်เสียရလည်းမရှိเสียဒါကြောင့်မို့တိမ်တဆွန်ရတဲ့ဆွမ်းခံလို့ရတဲ့ဆွမ်းကိုပိဏိယလောဘပောစနာလို့ခေါ်ပိဏိယဆိုတာကိုယ်ကလောင်းလိုက်တဆွန်ရလိုက်ဒီရင်ကလောင်းလိုက်တဆွန်ရလိုက် စုပေါင်းပြီးတော့ ရလာတဲ့စားလောက်တဲ့အနေထားတစ်ခုရသည်ထိအောင်ဆွမ်းကံလှည့်လည်ပြီးရလာတဲ့ဆွမ်းပေါ်မှာအမိပြုပြီးတော့ရဟန်းခံရမယ်လို့မြတ်စွာဘုရားဒီကနေ့တောင်ဒုံလဘရဟန်းဝတ်တဲ့ပုဂ္ဂိုလ်ပဲဖြစ်စေသာသနာမှာရဟန်းခံတဲ့ပုဂ္ဂိုလ်ပဲဖြစ်စေမြတ်စွာဘုရားကတတိပေးခိုင်းတယ်ပိဋိယလောဘဘောဇနံနေတာယပပိစ္ဆာတထတိယဝဆင်ဩဥဒ္ဒဟောကရဏီယော စားစရာနဲ့ပတ်သက်လာလို့ရှိရင်တိမ်တစွန်းရသမျှဆွမ်းနဲ့မိဝဲပြီးတော့ရဟန်းဆိုတာလောက်ရတယ်။အဲ့ဒီပုံမှာနေနိုင်ဖို့ကြိုးစားပါလို့ဒီလိုဟောတာ။အဲ့တော့တိမ်တစွန်းဆိုတဲ့ကိစ္စကဘယ်သူပုံမှာဝန်တုံးဝန်ပုံမဖြစ်ဘူး။ကိုလှူခြင်းလှူမလှူခြင်းနေရတဲ့ဟာမှာကိုစားတဲ့ထဲကတလုတ်ပေးလိုက်လို့လေကို့မှာဟိုဘဝမလင်မဖြစ်တော့ဘူးပေါ့။အိမ်တိုင်းအိမ်တိုင်းမှာ ကလုတ်ဆိုတာအပူအမြဲတမ်းရှိတယ်ပေါ့နော်။ဒါကြောင့်မို့ယဟန်တန်ဃာတွေအတွက်မြတ်စွာဘုရားကအဲ့ဒါကိုညွှန်ကြားခဲ့တယ်သာသနာ။ဒါဝတ်ဆရာနဲ့ပတ်သက်လာတဲ့အခါကျတော့ပန္တုကူလာစီဝရံနေတယပပိစ္ဆာတတ္ထတေရာဝဇုံဥဒ္ဒဟောကရံပန္တုကူလာစီဝရဆိုတာပန္တုဆိုတာမြေမုတ်ပြောတာကူလာဆိုတာအလိမ့်လိမ့်ကတ်နေတယ်တို့မို့အိန္ဒိယထုံးစံအရာ ဒက်ဘောဒီကိုသူကပိတ်တဲ့အုပ်လုံးကုန်အောင်ပတ်ပြီးတော့မှစွန့်ပစ်လေးရှိချာအဲ့ဒီလူသေးကောင်ကိုပတ်ပြီးတော့ပြစ်ထားတဲ့အဝတ်တွေဒါပန်သူကုလစေဝရနောက်တနည်းအားဖြင့်ကိုမလိုချင်တော့လို့မိုးမိုးတော်လို့ပြစ်ထားတဲ့အဝတ်တွေအမိုက်ပုံတို့ဘာတို့ကနေပြီးတော့ကောက်ယူပြီးတော့ချုပ်တဲ့အဝတ်ထုတ်ခဲ့မှာအလွယ်တကူရှာရနိုင်တယ်ပေါ့ အဲ့ဒီအဝတ်ဟာရဟန်းတန်ဃာတွေအတွက်ဝတ်ဆရာပဲလို့ဆိုပြီးတော့မြတ်စွာဘုရားကပန္တုကူလဆီဝရခွင့်ပြုခဲ့။နောက်နေဆရာနဲ့ပတ်သက်လာတဲ့အခါကျတော့အဲ့ဒီခေတ်ကတစ်တော်တွေကမပြုံးသေးတော့ရုက္ခမူလသေနာတနာနိဗ္ဗာယပပိစာကျုပ်ဆင်းရဲတဲ့အိမ်မဆောင်နိုင်တဲ့ပုံကိုယ်တွေဟာတိပင်အောင်မှနေကြတဲ့အစဉ်လာရှိပါတယ်။အဲ့တော့တိပင်အောင်ဆိုတာအတော်ရောက်တိပင်ကြီးတွေကမိုးလေလုံတော့ပေါ့လေ။ အဲ့ဒီမှာအမိုးကာလေးနည်းနည်းလောက်လုံးလိုက်တာနဲ့လုံးလုံးချုံချုံဖြစ်သွားတယ်။အဲ့ဒါကြောင့်မလို့တစ်ပင်ဆိုတဲ့နေရာဌာနဟာကိုယ့်အတွက်နေစရာခိုးလုံးစရာ shelter ပဲလို့အဲ့ဒါကိုမိပြုပြီးတော့ယဟန်ဆိုတာနေရမယ်လို့ဆိုပြီးတော့သာသနာစတဲ့အခြေအနေတုန်းကဒီတိုင်းထားတာပေါ့နော်။ဆေးနဲ့ပတ်သက်လာတဲ့အခါကျတော့ပုတိမုတ်တဘေတစ္ဆာပုတိမုတ်တဆိုတာနွားကျင်ငယ်ကိုပြောတာ။နွားကျင်ငယ်ဆိုတဲ့ဆေး အဲ့ဒီအာယုဝေဒဈေးချမ်းအရာဆိုရင်နွားကျင်ငယ်ကပြီးကြေကြောင်းဖြစ်တဲ့ယောဂ32မျိုးကလွဲရင်လေကြောင်းဖြစ်တဲ့ယောဂ32မျိုးတလိကြောင်းဖြစ်တဲ့ယောဂ32မျိုးအားလုံး64မျိုးသောယောဂါတွေ96ပါးတည်းကအဲ့ဒါဟိုပျောက်စီတယ်လို့ဒီလိုဆိုတယ်။နောက်အိန္ဒိယနိုင်ငံတော်မှာအခုနွားကျင်ငယ်ကို export လုပ်ဖို့စိတ်ကူးနေတယ်လို့ကြားတယ်။သူက နွားကျင်ငယ်ကို export လုပ်မယ်ဆိုလို့ရှိရင်တော့အနတ်အသက်တွေပြောက်အောင်လုပ်ပြီးတော့အာယုဘေဒနီးအရာတန့်စင်ပြီးတဲ့အခါခိမိနီးစနစ်နဲ့တန့်စင်ပြီးတော့နွားကျင်ငယ်ပုတိမုတ်တဗေဒစ္စဆိုတာကိုရောင်းချမယ်လို့သတင်းတစ်ပုဒ်မှာဆိုထားတာရှိတယ်ပေါ့အဲ့တော့ညဆော့ပြားလက်ထက်တုန်းကဒီဆေးကိုဘာဖြစ်လို့ရွေးတာတုန်းဆိုယောဂအလုံးပျောက်တယ်ဆရာဝန်ဆေးသမားစီတွားเสียမလို့တွားတွားเสียမလို့ပဲနဲ့ ခေယောဂနဲ့ပဲဖြစ်ဖြစ်အဆင်ပြေတယ်ဆိုပြီးတော့ကောင်းညောအဲ့တော့တိကျကြောင်ဖြစ်တဲ့ယောဂအဲ့အတွက်တော့ဘာထပ်ဖြစ်ရတော့ဆိုစီးပြူသီးတို့ဖန်ကားသီးတို့ရှစ်ရှားသီးတို့ဒါတွေနဲ့ပေါင်းစပ်လိုက်တဲ့အခါကျတော့96ပါးယောဂဝေဒနာဆိုတာအားလုံးကိုပျောက်ကင်းစေနိုင်တယ်လို့ဒီလိုဆိုတာအဲ့ဒါကြောင့်မလို့မြတ်စွာဘုရားကရလဲရလွယ်တယ်ယဟန်တော်တွေဘုသူစီမအပူကတ်เสียရမလို့ဘူးဆေးเสียရတွေစီလဲတောင်းเสียရမလို့ဘူး ရှိအတွက်လည်းပဲပင်ပန်းတကြီးရှားเสียမလိုဘူးဒါကယောဂမှန်သမျှလည်းပဲတက်တံပြောက်ခဲနိုင်တယ်ဆိုပြီးတော့ဒီဆေးကိုညွှန်တာเนาะအဲ့ဒါယဟန်သံဃာတွေအတွက်ရသော်ပြန်ညွှန်ပြတဲ့စာဝတ်နေရေးရှားเสียရဲ့ဝတ်เสียရဲ့နေเสียရဲ့မကြမ်းမာရင်ဆေးဝါးဆိုတာသာသနာတော်တည်ထောင်ခါစားကအဲ့ဒါနဲ့သက်ရှင်တန်းလာခဲ့ကြတယ်ပေါ့နောက်ပိုင်းရောက်တဲ့အခါကျတော့ မြတ်စွာဘုရားကိုယ်တိုင်လည်းပဲပန္တုကူလာစေဝရကိုပဲဝှစ်ဆင်လာခဲ့တယ်။နောက်ပိုင်းရောက်တော့အဲ့ဒီမှာရှင်းပညာမှာထိတ်တန်းဖြစ်သွားတဲ့ဆရာစီဝကဆိုတဲ့ဆရာကြီးကဟိုအဝန္တိတိုင်းဥစ္စေနီပြည်အဲ့ဒီနိုင်ငံဒီကနေ့ခေတ်တော့ဥစ္စေနီကိုအိန္ဒိယနိုင်ငံသားတွေကအုတ်ချေးလို့ခေါ်တယ်။အဲ့ဒီမျိုးလေးလည်းရှိသေးတယ်ခနေ့ထိ။ဘုံဘေဘက်မှာအဲ့ဒီမျိုးကလေးရှိတယ် အဲ့ဒီဥစ္စေနီပြည်ကိုအုပ်စိုးတဲ့စန္ဒပိသောဒမင်းဆိုတာရှိတယ်